ြီးအပင်ဆိုရင်ဖြင့်ကျွန်တော်တို့ပင်ဝါပနပင်ရှိလဲဆိုတော့ကျွန်တော်တို့တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်11ပင်နောက်ဘီဒီအခင်းနေမှာဘာတွေတိတဝါတီးလဲဆိုတော့ကျွန်တော်တို့ပင်ဝါထွက်နှုံးနေတော်တော်ကောင်းနေဗျာကျွန်တော်တပင်လောက်ကြည့်ကြည့် ကျွန်တော်ဒီပင်တော့ဒီအပင်ဆိုရင်ဖြင့်ကျွန်တော်တို့ပင်ဝါပနပင်ရှိလဲဆိုတော့ကျွန်တော်တို့တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်ခြောက်ပင်ခုနှစ်ပင်ရှစ်ပင်ကိုးပင်ဆယ်ပင်ဆတ်တပင်ကျွန်တော်ဒီအပင်ဆိုရင်ပင်ပွား၁၁ပင်တတီရှိနေရပဲဖြစ်ပါတယ်။ Okay ကျွန်တော်ပင်ပွားများရင်လည်းများတဲ့အလျောက်ပေါ့နော်။ ပင်ပွားများရင်များတဲ့ဥတွေကဥတော့ကျွန်တော်တို့အာလူးအထွက်နှုန်းလည်းအမြင့်ဆုံးထိဆွဲတင်သွားနိုင်မှာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီ site ခင်းရဲ့ယောဂတန်ခံနိုင်မှုလုံးဝတော့လုံးဝ share ပါပဲဗျာ